American Federal ရွေးကောက်ပွဲတွေကိုပြုပြင်ပြောင်းလဲဖို့ရည်ရွယ်တဲ့အထူးမိန့်တရက်အား American သမ္မတ Donald Trump ကလက်မှတ်ရေးထိုးအတည်ပြုလိုက်ပါတယ်။ဥပဒေထဲမှာပြည်နယ်တွေအနေနဲ့အဝေးရောက်မဲတွေလက်ခံရမယ့်အချိန်ကိုကန့်တတာမဲပေးမဲ့သူတွေနိုင်ငံသားဖြစ်ကြောင်းဖော်ပြဖို့လိုအပ်တာတွေပါဝင်တယ်လို့သိရပါတယ်။ ဒီဥပဒေကြောင့်နိုင်ငံကူးလက်မှတ်အလွယ်တကူမပြနိုင်သူတွေဒါမှမဟုတ်မဲပေးခွင့်ရှိကြောင်းတသက်ထူဖို့လိုအပ်တဲ့တခြားစာရွက်စာတမ်းတွေအလွယ်တကူမပြနိုင်တဲ့အမေရိကန်နိုင်ငံသားတန်ပေါင်းများစွာဟာမဲပေးခွင့်ဆုံးရှုံးနိုင်တယ်လို့အမေရိကန်ပြည်နယ်တွေမှာရွေးကောက်ပွဲကျင်းပပုံနဲ့ပတ်သက်လို့ကြေပြန့်တဲ့ဥပဒေဆိုင်ရာလုံပိုင်ခွင့်တွေရှိတာကြောင့်အဲ့ဒီအထူးအမိန့်ကိုဘလို့အကောင့်ထဲပေါ်ကြီးကြပ်မလဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး American ရွေးကောက်ပွဲရဲ့ဂုံတိတ်ခတီတန်းစေရင်ကာကွယ်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ထုတ်ပြန်တဲ့အဲ့ဒီအမိန့်ကို Trump က အင်ဗျူတော်မှာမတ်လ25ရက်နေ့ကလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲလိန်လယ်မှုဒီအသုံးအနှုန်းကိုခင်ဗျားတို့ကြားပူကြမှာပါ။ကျွန်တော်တို့ဒါကိုအဆုံးသတ်ပြဖို့မျှော်လင့်ပါတယ်လို့ထရန်ကပြောပါတယ်။ရွေးကောက်ပွဲအတွက်အခြေခံလိုအပ်ချက်များအားပြည်နယ်တွေကပြဋ္ဌာန်းဖို့ပြက်ကွက်ခဲ့မယ်ဆိုရင်အင်ဗျူတော်နဲ့ပူးပေါင်းမဆောင်ရွက်ဘူးဆိုရင်ဒါမှမဟုတ်နိုင်ငံသားဖြစ်ကြောင်းတသက်ပြစီရမလိုဘူးလို့သတ်မှတ်ခဲ့မယ်ဆိုရင် Federal ရန်မုံငွေအထောက်ပံ့ရန်ဆိုင်ခံရမှာဖြစ်တယ်လို့အဲ့ဒီအထူးမင်းကြေညာချက်မှာဖော်ပြထားပါတယ်။ 1996လူဝင်မှုအဥပဒေအရ American Federal ရွေးကောက်ပွဲတွေမှာနိုင်ငံသားမဟုတ်သူတွေမဲပေးခွင့်မရှိဘူးလို့သတ်မှတ်ထားပါတယ်။ပြည်နယ်အတိုင်းမှာမဲပေးဖို့အတွက် American နိုင်ငံသားဖြစ်ကြောင်းလျှောက်လွှာဖြည့်တွင်းတင်ပြဖို့လိုအပ်ပေမဲ့စာရဲစာရင်တက်တည်ပြစီရမလိုအပ်ပါဘူး။ American မှာတရားမဝင်ရွှေပြောင်းနေထိုင်သူတွေမဲပေးမှုနည်းနည်းလေးပဲရှိနိုင်မယ်လို့ကြွမ်းကျင်သူတွေကပြောကြားထားပါတယ်။